မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ယနေ့အတိုင်းထင်ရှားလျက်ရှိသောမိဘမြတ်တာငကနီစတဲ့တခြင်းကောင်းများစွာကိုရေးသားဆက်ဆိုခဲ့သူအစိုးရထားဤဖခင်အစိုးရဇဝင်းထွတ်တို့ဤအဖို့ဖြစ်သူတေးရွှေတိုင်ညွန့်အကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုရရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ကုန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ဆရာရွှေရံညွန့်ကိုအဖနိုင်ငံကျော်လူရှင်တော်အမှုပညာရှင်သည်ဥကျင်ခဲအမိဒေါ်အေးမြင့်တို့မှမြန်မာတက်ကြရ1290ပြည့်နှစ်တကူးလာတွင်ရန်ကုန်မြို့ကြည်မြတိုင်းရက်တွင်မွေးဖွားခဲ့ပါသည်။မွေးခြင်းနှစ်ယောက်ရှိသည့်အနက်ရွှေရံညွန့်သည်တားအငယ်ဖြစ်၍အကိုဖြစ်သူမောင်းအောင်လိုင်မှ နမယ်ကျော်ဇမင်းသားကျော်အောင်လိုင်ဖြစ်ပြီးရွှေရံညွန့်၏အမည်ရင်းမှာ ကိုအောင်ဆိုင်ဖြစ်ပါသည်။ ကိုုံဆိုင်သည်ဗမျိုးဘိုးသူဝါသနာကလည်းထုံသူဖြစ်သည့်အလျောက်ပတ္တလာတယောဘင်ဂျိုမက်ဒလင်ဆိုင်ဝိုင်းစန်နီယာစသည့်ဒုတိယပစ္စည်းမျိုးစုံတို့ကို နိုင်နိုင်နင်းနင်းတိခတ်တတ်သည့်အပြင်တချို့ကိုလည်းပိုင်ပိုင်နိုင်နိုင်တည်ဆိုတတ်သူဖြစ်ပါသည်။ငယ်စဉ်ကပင်မြမမှုကဗျာစုကို လေ့လာရန်ဝါသနာရှိသောကိုုံဆိုင်သည်ဖခင်ဖြစ်သူ၏တင် जा ပေးမှုဖြင့်သူကိုယ်တိုင်ပင်အငိတ်ဇက်ပွဲများအတွက်တချို့များဆက်သူကိုယ်တိုင်ဝင်၍မောင်ဒီတယောထို တ်တလားခောက်ရင်ဇက်တပင် လောကထဲသို့ပထမဆုံးခြေစုံပြည့်ဝင်ရောက်ခဲ့ပါတယ်တချင်များဆ၍ဆက်ဆိုကားသား၌ဝဆနဆရာဆိုင်ဟူသည့်အမိဖြင့်တချင်များဆတင်ဆက်ဆိုခဲ့ပါသည်။အညိတ်များအတွက်တချင်များဆက်ဆိုရေးသားပေးခဲ့ရုံများမကအညိတ်မင်းသမီးများကိုလည်းတီဆိုနီးကိုတိုင်ကိုကြအတင်ကြပေးခဲ့ပါသည်။အညိတ်မင်းသမီး University မြတ်တန်းကြီး ဝိဇာမဲလီဘာရီမမြရင်တို့သည်ကိုအောင်ဆိုင်ဤတခြင်းများဖြင့်နာမည်ကျော်ခဲ့သူများဖြစ်ကြပါသည်ဆရာရွှေတန်ညွန့်ဟာအတန်းပညာ၄တန်းသာအောင်မြင်ခဲ့တယ်ဆိုတော့လေသူရဲ့သောတခြင်းစာသားများကိုလေ့လာကြည့်ရင် သူသည်ဗမာစာပါဠိရာဇဝင်နိဘတ်တော်များကိုအင်မတန်နှက်ဆက်ကြွမ်းကျင်သူတဦးဆိုဒီမှာထင်ရှားလာပါသည်အထူးသဖြင့်ရှေ့ပင်မှာဇတ်တပင်ဟန်ပါသောစာများနဗေထက်များကိုသူတခြင်းများမှာလှိုင်းလိုင်းကြီးတွေ့ကြရပါသည်ဖခင်ဥကျင်ခဲထံကအမွေဆက်ခံပြီးသူ့ဂီတနဲ့ပေါင်းဆက်လိုက်ခြင်းဖြစ်ပြီး ူတချင်းများဟာအเจ้าရံနဲ့လည်းအလွန်ခန့်များပြီးအတန်ဒီအတန်သားမှလည်းဗမာဆန်ပြေပြစ်လာခဲ့ပါတယ်။ရွှေတန်ညွန့်ဟာလူပုံခက်ပြက်ပြက်အသားညွန့်ညွန့်နဲ့ဗမာဆန်ဆန်နှစ်လိုပွဲမျက်နှာကျနေဖြစ်ပြီးတိုက်ပုံအကြအနာဝင်၍စပင်ကိုပိနေအောင်ဖိထားပြီးအသားညွန့်ညွန့်မှာပေါင်နာဖုံဖုံလင်းထားပြီးရှုဖနှက်ကိုလည်းပြောင်နေအောင်တိုက်ပြီးစီးလေရှိခဲ့ပါတယ်။ရွှေတန်ညွန့်ဟာအလွန်စိတ်ရင်းကောင်းသူစိတ်ရှည်သူဆရာတော်ဖြစ်ပြီးဆွဲဆောင်တော်သည့်ဂိတာပါရမီရှင် genius တူဖြစ်တယ်လို့သိရှိခဲ့ရပါတယ်။ လေပါဒီမမြရင်အငိမ့်တွေနောက်ဆုံးဝင်ရောက်လောက်ကင်ခဲ့ပြီးနောက်မအောင်ဆိုင်သည့်အစိုးရမက်ကြီးအောင်အတွက်တချင်းများရေးဆက်ပေးရမှာ ထိုခေတ်ကထိတ်တန့်ဖြစ်ခဲ့သောကိုလံဘီယာတပ်ပြားကုမ္ပဏီကိုပထမဆုံးဝင်ရောက်တချင်းရေးပေးခဲ့ပါတယ်။ဗမာရေဝပြီးအမျှော်မြင်ရှိတဲ့ကိုလံဘီယာကမန်နေဂျာမစ္စတာကိတ်ဟာရွှေတန်ညွန့်ကိုကုမ္ပဏီပင်နိုင်စာရေးဆရာခန့်ခဲ့ပြီးအဆိုတော်မက်ဂျီအောင်ကပဲရွှေတန်ညွန့်ဆိုသောနာမည်ပြောင်းပေးပြီးထိုနာမည်နဲ့ပဲတရှိန်လိုကြော်ကြားလာခဲ့ပါတယ်။နေရာတကာရောက်ပါတဲ့ပေတရာမှာရှောက်ခါလဲအဆရှိသောမန္တလာမြင့်တီဆိုသည့်လယ်သမားတချင်းဖြင့် ပွဲဥရသူဤတခြင်းကိုတက်ပြားသွင်းခဲ့ရာလူကြိုက်များခဲ့ပြီးထိုတခြင်းမှဆိုင်၍ရွှေတိုင်ညွတ်ဟူသောအမည်ဖြင့်ရေးသားဖော်ပြခဲ့ပါသည်။လယ်သမားတခြင်းကိုလူကြိုက်များသလောက်ဆက်ဆိုရေးသားသူရွှေတိုင်ညွတ်ကိုလည်းလူသိများခဲ့ပြီး ကိုလံဘီယာမှာပဲမက်ဂျီအောင်မအေးမီစိန်ပါဒီအုပ်အော်ပါတောင်းမန္တလာပြင်ဂီတာစိန်မောင်ဘီလက်ပြန်တန်းအဆရှိသောနာမည်ကြီးအဆိုတော်များအတွက်တပ်ပြားတခြင်းပေါင်းများစွာရေးပေးခဲ့ပါတယ်ထို့တခြင်းများဟာယနေ့ထက်တိုင်မြမပြည်သူများ၏အသက်ဆွဲခေဟောင်းတင်းများဖြင့်တည်တတ်နေစေဖြစ်ပါတယ်ရွှေတန်းညွန့်ရေးသားဆက်ဆိုခဲ့သောတခြင်းများမှာမြန်မာနိုင်ငံ၏ကြက်တေမင်္ဂလာနှင့်တဘာဝပစ္စည်းပြည့်စုံမှုကြောင့် တဘာဝရှုခင်းနှပ်ပါပုံကြောင့်ဗုဒ္ဓဝင်မဟာဝင်ဇာဇဝင်တို့မှနောင်လာနောက်သားတို့မှတ်သားဖော်ရအကြောင်းများသို့သဖြင့်ပါဝင်ခဲ့ပါတယ်။ရှူရညို့၏တခြင်းများနဲ့သူ၏လက်စွမ်းပြဟုဆိုရမည့်တခြင်းများမှာဝိစိတ်တရာနှင့်မိဘမြတ်တာတို့ဖြစ်ကြပါတယ်။သူတခြင်းနှစ်ပုဒ်စလုံးပင်မြည်သည့်ခစ်တွင်မှမယိုးပဲလူကြီးရောကလေးပါလက်ခံနိုင်သည့်တခြင်းများဖြစ်တယ်လို့ကိရပညာရှင်များနဲ့ပရိသတ်များကဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံ၏သဘာဝပစ္စည်းကျော်ဝပုံအေဂျန်တာယာမီနမိတ်လက္ခဏာရှိပုံတို့ကိုလည်း ဆရာရွှေလန်းညို့သည်အိုးဝေဝေနှင့်တိရယတနာတစ်ချင်းများဖြင့်ဆက်ဆိုထားခဲ့ပြီးတော်ကျဲ့လက်တဘာဝလှပပုံတရုတ်ပေါ်အောင်လဲသူ၏ဇာတိနွယ်နှင့်စုံတော်မြိုင်တစ်ချင်းများ၌ဆက်ဆိုခဲ့ပါသည်အမျိုးသားစိတ်ဓာတ်နိုးကြစီရန်တိုက်ပီကိုချေရန်လှုံ့ဆော်သည့်နေရာ၌ဆရာရွှေလန်းညို့၏တခင်မျိုး၏တို့ဘမနဂနီအိုလံပစ်သွားမယ်မောင်စသောတစ်ချင်းများကိုလည်းရေးသားခဲ့ပါသည်ဆရာရွှေလန်းညို့သည်ရာဇဝင်နိဗ္ဗလာအကြောင်းရများကိုတစ်ချင်းဆက်ရ၌ပို၍တန်ခဲ့ပြီးသူ၏ဘောဒီပင်နှင့်ရွှေပလင်း တတ်တော်ဝေကံဆွေတော်ခိုးကံဓမ္မစက်ကြမိဂရာဝုံတေဇာသူနေမှာ နေစရာကောသလအိမ်မက်မာတင်ကမင်းကုဒမိဖုရားမဆော ပါရမူစသောတခြင်းများသည်ဗုဒ္ဓဝင်မဟာဝင်ရာဇဝင်တို့မှထုတ်နှုတ်ချက်တခြင်းများကိုရေးသားခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးကာလတွင်မြန်မာလူမှုသည်လူမျိုးသားအုပ်ချုပ်မှုနှောင်ကျိုးအတွင်းမှယုံထွက်လူသောစိတ်ပြည့်ထန်နေခြင်းဖြစ်သောကြောင့်အချို့ကလူမျိုးသားအစိုးရကိုတွန်းလှန်ရန်တောင်းတခဲ့ကြပါတယ် ။အချို့ကမူစက်ကြမဲပေါ်နုံနိုးဘိုးဘွားအောင်မတော်မရောင်ရောင်နဲ့တိုက်တပောင်စနီးတို့ကိုရွရွတန်တာခဲ့ကြပါတယ်။ထို့သောသောခစ်တွေရွှေတိုင်းညွန့်သည်ခစ်နှင့်လိုက်အောင်လူတို့အားမျောလင်းချက်ပေး၍အတက်စင်မိတခြင်းများဖြစ်စေသည့်ဘိုးဘွားအောင်စက်ကြတဲ့တရားသာသနာ စသောတခြင်းများကိုရေးသားခဲ့ပြီးရွှေတန်ညို့၏တပေါင်းစနီးဆိုင်ရာနာမည်ကျော်တခြင်းများဖြစ်ကြပါသည်ဘိုးအောင်နှင့်ဆက်ကြတဲ့တခြင်းတပ်ပြများကိုဗြိတိရှအစိုးရတို့ကထုတ်မယောင်းရန်ပင်ပထမပိတ်ပင်ခြင်းခံခဲ့ရပါသည်ဂျပန်ခေတ်ကလည်းရွှေတန်ညို့သည်သူခေတ်နှင့်တူလိုက်အောင်အာနာရှင်တခြင်းကိုဆက်ဆိုခဲ့ပြီးရွှေတန်ညို့ဟာရာဇဝင်နိပတ် တိုက်တပေါင်းဆိုင်ရာတချင်းမြတ်နိုင်တာတန်ဒီမဟုတ်အချင်းနဲ့ဆက်လင်းသောတချင်းမြတ်ကိုလည်းပိုင်နိုင်သူဖြစ်ပါတယ်ခါခွေရပင်ဆက်သက်ချစ်တော်အနှစ်သာရလို့ဆိုမလီဟူသည့်အချစ်ဒီပနီတချင်းသည်ရွှေရံညို့ဆက်ဆိုသည့်ပျောက်မြောင်းလာသောအချစ်တချင်းပင်ဖြစ်ကြပါတယ်ရွှေရံညို့ဟာတချင်းမြတ်ကိုရေးဆက်ရနိုင်မြန်မာတန်နဲ့သာမဟုတ်အနောက်တိုင်းတချင်းတန်နဲ့လည်းတော်တော်များများဆက်ဆိုနိုင်ခဲ့ပြီးရှေးရေဆက်လှေကလေးဟေဝနန်းမိမမြတ်စသောတချင်းမြတ်ကိုအနောက်တိုင်းတချင်းတန်ဖြင့်ဆက်ဆိုထားသည့်ရွှေရံညို့၏ နာမည်ကျော်တချင်များဖြစ်ကြပါတယ်။ရွှေတန်ညွန့်ဟာတနစ်လျင်တချင်အပုတ်ပေါင်း80ကျော်ရေးသားဆက်ဆိုခဲ့တယ်လို့သိရှိကြရပြီးတချင်ဆက်အလွန်များသူဖြစ်လဲကြော်ကြားခဲ့ပါတယ်။အကြောင်းကိစ္စပေါ်တိုင်းဥုံခင်ဥနုထိုချင်းကငကနီစာအုပ်အသင်းလူကြီးများ တက်မတော်ရာရှိများစသည်တို့သည်ရွှေတိုင်ညွန့်ထံချင်းကဲ့၍သူနှင့်အလွန်ရင်းနေသူစောင်းဥပါတန်းကတိကတချင်းကိုအကောင့်ထဲပေါ်ပေးလေရှိတယ်လို့သိရှိမှတ်သားခဲ့ရပါတယ်ရွှေတိုင်ညွန့်ရေးဆက်သောတချင်းများကိုအစိုးကျော်မက်ကြီးအောင်မအေးမီစိန်ပါတီနာဂရာမဲမြင့်ပြီးလက်ပြန်တန်း အော့အော့ပါတောင်းဂီတာစိမ်းမောင်တို့များသောအားဖြင့်တချင်းဆို၍ရင်းတို့အနက်မက်ကြီးအောင်က အများဆုံးတည်ဆိုခဲ့ပါတယ်။ရွှေတန်းညွန့်ဟာမိញမ်းပြူဆက်ဆိုရ၌ထူးချွန်သူဖြစ်သည်သာမကတေးသောအဟောင်းကိုမိ၍စကားသစ်တွင်ထဲ့ရရ၌၎င်းစကားအဟောင်းကိုတေးသောသစ်တွင်တွန့်ရ၌၎င်းထူးချွန်သူဖြစ်ခဲ့ပါတယ်။ရွှေတန်းညွန့်၏လက်ရအမြောက်ဆုံးတေးများမှာဘာသာရေးနှင့်ဆိုင်သောတေးများပင်ဖြစ်ပြီးရွှေတန်းညွန့်၏နောက်ထူးခြားမှုတစ်ခုကသူ့တချင်းတိုင်းလိုလိုတွင်သူ့နာမည်ကိုထည့်ဆက်လေရှိခြင်းပင်ဖြစ်ပါသည်။တချင်းနှင့် တွင်နာမည်ထည့်လေးရှိသည့်တခြင်းဆရာတွေထဲတွင်ရွှေတန်းညို့နှင့်နန်းတော်ရှိဆရာတင်တို့ကအထင်ရှားဆုံးဖြစ်ခဲ့ပါသည်။ဆရာရွှေတန်းညို့၏ဘာသာရေးနှင့်ပတ်သက်သည့်ထင်ရှားသောတခြင်းများမှာဗောဓိမင်းနှင့်ရွှေပလင်၊နီအောင်မဲလန်၊မိဘမြတ်တာ၊ဝိစိတ်တရ၊တင်ကန်းကုံ၏စိတ်တရဂေဝအင်္ဂလိမာလာ တေဇာတုနေမသာသနာအမွေခံဗဇင်းအမကထိန်သင်္ကန်းရှောင်းတော်ဖွင့်မင်္ဂလာ၁၂ပါးတုမီလာရှင်အသည့် ကောဒလာအိမ်မက်တူနာတာမပဒုမဒေဝီမဟာတို့အနယကင်းဘာသာတရားဘိမသာယဝေတန္တရာတို့ဖြစ်ကြပါတယ်ဆရာရွှေတန်ညွင့်ဤထင်ရှားသောလက်ရာများမှာတောင်းယောင်ချေဗမသွေးပါတော်မူဇာတိမန်မိဖုရားသောတပြေခက်နဲ့ရေပတ်တဲငွေတောင်မြညင်းလေးပြေဟေဝနံလေကလေးမိုးဒီဝါမြကြယံမြဝိမုံစောင်းကလေးပါလာတဲ့ညတော်တလေးငှက်မောင်းနှံ လေတော်သူအညာသားဆုံးလွဲမြစ်တာရင်ခံမောက်အချစ်တော်ရောစရာကြီးတော်ဝင်သူအချစ်ဒီပနီ မောက်သက်လဲစပယ်တယ်မဲ့အပြူကြီးစိတ်ကူမချစ်ပဲမနေနိုင် စွဲတဲ့မြစ်တာချစ်ရောင်ကြီးဘောလေတန်ဆန်အပြော်ဆုံးနေ့ ကိန်းဒရီမောင်နှံတို့ဖြစ်ကြပါတယ်။တည်တခြင်းကောင်းများစွာရေးဖွဲခဲ့တဲ့ရွှေတန်ညွန့်ဟာမြို့မတက်ကြတဲ့1306ခုနှစ်မိုးရာသီကုန်ကနေတွင်နာမကျန်းဖြစ်လာသဖြင့်စေယုံတို့တက်ရောက်ကူတာခဲ့တော်လဲနလန်မထူတော့ပဲ 1316ခုနှစ်တပေါင်းလားစုတရက်နေတွင် ကြည်မြင့်တိုင်းဈေးကလေးရက်ွက်ရှိ နေ၌ပင်ကွယ်လွန်ခဲ့ပါသည်။မကွယ်လွန်မီဆေးုံတက်နေစဉ်အစာကောင်းစွာမဝင်သောအချိန်၌ဘုကျုံအောင်ဆန်းနှင့်ဗမာတပ်မတော်အရာရှိကြီးများ၏တောက်မှန်ချက်အရတပ်မတော်အင်အားသချင်းကိုဆက်ဆိုပေးခဲ့ပြီးထိုသချင်းဟာရွှေတိုင်ညွ၏နောက်ဆုံးလက်ရာဖြစ်ခဲ့ပါသည်။ရွှေတိုင်ညွဟာမကွယ်လွန်မီ၃လကန်တွင် ထိုအချိန်ကစစ်အစိုးရနိုင်ငံတော်အဓိပတိဒေါက်တာပမောကရွှေတိုင်းညွန့်အားစာဆိုတော်ဘွဲချီးမြှင့်ခဲ့ပြီးဂျပန်ခေတ်တွင်စင်းစင်းရဲရဲနဲ့တည်သွားတာကိုသူအလွန်စိတ်မကောင်းဖြစ်မိတယ်ဟုအစိုးရကြီးပြည်လက်ပြန်တန်းကသူ့စာမှာဖော်ပြထားပါတယ်။ရွှေတိုင်းညွန့်ကွယ်လွန်ချိန်အသက်36နှစ်သာရှိသေးပြီးဇနီးဒေါ်တောင်းစိန်ဒေါ်တင်စိန်နဲ့တာအစိုးကျော်တချင်းစရာမောင်မျိုးဆက်တမိမမြရင်တာမောင်တိုင်းကျော်လူရှင်တော် တမီးခင်မျိုးနဲ့အစိုးရထားတို့ကြံရစ်ခဲ့ပါတယ်။ဆရာရွှေတန်းညွန့်ဟာအပေကရက်ရောသူတဦးဖြစ်ပြီးမိမိတွင်ရှိသမျှပေးခြင်းစိတ်ပေါက်လင်းအကုံပေးအကုံကျွတ်တဲ့သူ ဖြစ်တယ်လို့သိရှိရပြီးငယ်စဉ်မှစ၍ကွယ်လွန်သည့်တိုင်ဂီတအမှုပညာနဲ့ပင်အမြတ်တနိုးအသက်မွေးဝမ်းကြောင်းသွားခဲ့သူဖြစ်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကိုဒါကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။